မင်္ဂလာပါရှင်ခစ်တဲ့မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးစစ်ကောင်စီကကျင်းပမိအထူးရောင်ရွေးကောက်ပွဲသို့ဝင်ရောက်ရှင်ပြိုင်မိပါတီများမှလူထုထောက်ခံမှုမရှိသောနိုင်ငံရေးပါတီများဟု NUG ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြံဖန်စစ်ကောင်စီကကျင်းပရင်ဆိုင်ပြင်းနေသည့်အထုရောင်ရွေးကောက်ပွဲသို့ဝင်ရောက်ရှင်ပြိုင်မည့်ပါတီများမှလူလူထောက်ခံမှုမရှိသောနိုင်ငံရေးပါတီများဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါရယနေ့ထုတ်ပြန်သည့်ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်၁၃မြင်းဆောင်၂၀၂၅တွင်၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါရယ် အကြံဖန်စစ်ကောင်စီကလူလူဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အထုရောင်ရွေးကောက်ပွဲတခုကိုအတင်းကျပ်ပြုလုပ်ရန်ဆိုင်းပြင်နေကြောင်းစစ်ကောင်စီကပြုလုပ်ရန်ကြိုးစားနေသည့်တရားမဝင်အထုရောင်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ရဲ့မှတ်ပုံတင်ထားကြသည့်နိုင်ငံရေးပါတီအရေးအတွက်သည်2020ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီအားလုံးပေါင်းလျင်တောင်မှပြည်ထောင်စုလွတ်တော်တဆယ်ရာခိုင်နှုန်းပြည့်အောင်အနိုင်မရှိခဲ့ အနိုင်မရရှိခဲ့ကြတဲ့လူထုထောက်ခံမှုမရှိသေးနိုင်ငံရေးပါတီများဖြစ်ကြောင်း၎င်းကဆိုပါရယ်အကြမ်းဖက်ဆဲအုပ်စုပြုလုပ်ဖို့စ조사နေတဲ့တရားမဝင်အထုရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြမယ်ဆိုပြီးမှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ2020အထွေထွေရွေးကောက်ပွဲမှာပါတီအလုံးပေါင်းရင်တောင်ပြည်တော်စုလွတ်တော်နေရာတစ်ဆယ်ရာခိုင်နှုန်းပြည့်အောင်အနိုင်မရရှိခဲ့ကြတဲ့လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်ပါရယ်လူထုထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်ပေါင်းစုံနဲ့ဖိနှိပ်ထားပြီးလူထုထောက်ခံမှုမရှိတဲ့ တီတွေနဲ့ဟန်ပြပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အထုရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့ရည်တည်ချက်နဲ့သဘောထားတွေကိုထက်လောင်းပြောကြားလိုပါတယ်ပြည်သူအာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စေအုပ်စုဟာရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါ2020ရွေးကောက်ပွဲရလဒ်ဟာနိုင်ငံရေးအရာတရားဝင်မှုရှိနေစေဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရလဒ်အရာပေါ်ပေါက်လာတဲ့ဥပဒေပြုရေးမန်တိုင်အုပ်ချုပ်ရေးမန်တိုင်တွေဟာအခိုင်အမာတည်ရှိနေပါတယ် ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အတုရောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းအပြင်ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူရန်ကြိုးစားခြင်းဖြစ်ပါတယ်ဟုဥနေဖုံးလက်ကပြောပါရယ်လက်ရှိတွင်ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်း2021ခုနှစ်မတ်လ30ရက်နေ့ကကြေညာပြီးဖြစ်ကြောင်းထို့ကြောင့်ပယ်ဖျက်ထားတဲ့အခြေခံဥပဒေအတိုင်းလုံဆောင်လျက်ရှိသည့်အကြမ်းဖက်စစ်တပ်၏လုပ်ရမဲ့သမျှသည့်တရားဝင်မှုမရှိသည့် ပဒေမဲ့လုပ်ရက်များသာဖြစ်ကြောင်း၎င်းကဆိုပါရယ်ဆီယနာရှင်ကိုစန့်ကျင်ဒေါ်လာနေသောဒေါ်လာရေးအင်အားစုများအနေဖြင့်ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy ပြည်မြင်နဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်းဆက်လက်ရည်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထို့ကြောင့်ပြည်သူလူထုတရက်လုံးအနေဖြင့်အကြမ်းဖက်ဆီအုပ်စုကပြုလုပ်ရန်ကြိုးစားနေသည့်တရားမဝင်အထုရောင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းစန့်ကျင်ကြရဲ့ဥနေဖုံးလက်ကတိုက်တွန်းကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီထံသို့နိုင်ငံသားငွေမသွင်းသည့်ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနှင့်ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုဗဟိုဘဏ်ကအမိပြစရင်ကြီးညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီထံသို့ပို့ကုန်ရောင်းဝယ်နိုင်ငံသားငွေမပေးသွင်းသည့်ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနှင့်ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုအမိပြစရင်သွင်းကြောင်းစစ်တပ်လက်အောက်ခံဗဟိုဘဏ်ကကြီးညာလိုက်ပါတယ်။ NLD အစိုးရလက်ထက်2016ခုနှစ်မှ2020ခုနှစ်တွင်ပို့ကုန်များတင်ပို့ခဲ့ကြသောပို့ကုန်သွင်းကုန်ကုမ္ပဏီများကိုအကြမ်းဖက်စစ်ကောင်စီက၎င်းလောက်ခံဘန်းများတွင်သို့နိုင်ငံခြားသုံးငွေများပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့ကြောင်းထို့ရာတွင်ကုမ္ပဏီများကပို့ကုန်ရငွေနိုင်ငံခြားငွေများကိုထည့်သွင်းခြင်းမရှိသည့်အတွက်ကုမ္ပဏီများအားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီကြေညာချက်အရသိရှိရပါသည် 23ရက်6လ2025ရက်နေ့စစ်စစ်ချက်အရ2016ခုနှစ်မှ2020ပြည့်နှစ်တွင်ပို့ကုန်တင်ပို့ခဲ့ပြီးပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကြန့်ရှိသည့်ဘူးတွဲပါကုမ္ပဏီ169ခုသည်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေစီမင်းအမိန့်ကြော်ညာစာတို့ပါသတ်မှတ်ချက်များအားလိုက်နာခြင်းမရှိသဖြင့်ကုမ္ပဏီနှင့်ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များအားအမည်စီရင် အမိမဲစည်ရင်ထည့်သွင်းကြောင်းကြေညာပါရယ်ရင်းနောက်စစ်ကောင်စီလက်အောက်ခံဘန်းများတို့နိုင်ငံခြားငွေများပြန်လည်ထည့်သွင်းပေးရန်စစ်တပ်ကကုမ္ပဏီများကိုထပ်မံဖိအားပေးခဲ့တော်လဲလိုက်နာခြင်းမရှိဟုဆိုကပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များအားအမိမဲစည်ရင်ထည့်သွင်းကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေညာပါရယ်ရန်ကုန်အခြေစိုက်ပို့ကုန်သွင်းကုန်သမားတို့အူကမူစစ်ကောင်စီကနိုင်ငံခြားငွေနှဲပါနေသည့်အတွက်ရခိုင် NLD အစိုးရလက်ထက်ပို့ကုန်ရငွေနိုင်ငံခြားငွေချေး စင်းဟောင်းများကိုပြန်လန်ကပို့ကုန်သွင်းကုန်ကုမ္ပဏီများကိုနိုင်ငံခြားငွေများစစ်တပ်လက်အောက်ခံဘဏ်များသို့ထိတ်သွင်းရန်ဖိအားပေးခြင်းဖြစ်ကြောင်းရင်းကဲ့သို့အရေးယူမှုကြောင့်ပို့ကုန်လုပ်ငန်းများလည်းပတ်မှုကိုထိခိုက်နေပြီးမူဝါဒများမတိမငြိမ်ဖြစ်စေကြောင်းပို့ကုန်တင်ပို့မှုများအပေါ်လည်းစေကောင်းစီကတင်းကျပ်မှုနှင့်ကြီးမားချက်များကအကြီးကျယ်တက်ရောက်နေစေကြောင်းသုံးသပ်ပြောဆိုပါသည် အမည်ပြစီရင်ခြင်းညသည့်အပြင်စစ်ကောင်စီကပို့ကုန်ကုမ္ပဏီများကိုထောင်နှံချမဲ့အရေးယူမိဟုချိန်ချောက်ထားပြီးနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအခန်း7ပုံမှ38ခခွဲတွင်မြည်သူမှပို့ကုန်ရငွေအလုံးကိုတတ်မှတ်ကာလတွင်နိုင်ငံတော်အတွင်းရှိရင်းဤဘန်းငွေစီရင်တို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရပြက်ကွက်ခြင်းမရှိစေရဟု၎င်းအဆိုပါတာမြင့်ချက်ကိုဖောက်ဖျက်ကျူးလွန်ပါက ပုံမှန်42ကကြီအရာထို့သူကိုတစ်နှစ်ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နေရလုံးဖြစ်စေချမှတ်ရမည်ဟု၎င်းပြတ်ထန်ထားကြောင်းထို့ကြောင့်ပို့ကုန်တင်ဖို့သူများအနေဖြင့်တတ်မှတ်ကာလအတွင်းပို့ကုန်ရငွေများပြန်လည်ဝင်ရောက်ရန်ဆောင်ရွက်ရမည်ဟုဆက်လက်ချိန်ချောက်ထားကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့ရွေးကောက်ပွဲဝင်လို့သည့်စစ်ဘက်နှင့်အရက်ဘက်အရာရှိကြီးများစရင်မင်းအောင်လိုင်ကတောင်းခံထားပြီးကျန်းဖို့ပါတီနှင့်ချိတ်ဆက်ရမည်ဟုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အကျန်းဖက်စစ်ကောင်စီကမကြမီကျင်းပရန်ရှိနေသည့်ရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်ရန်ဆန္ဒပြုလို့သည့်စစ်ဘက်နှင့်အရက်ဘက်အရာရှိကြီးများစရင်ကိုစစ်ကောင်ဆောင်မင်းအောင်လိုင်ကတောင်းခံထားပြီးရွေးကောက်ပွဲဝင်ရန်ဆန္ဒပြသူများသည့်လက်ရှိရာထူးတာဝန်များမှအနားယူရမည်ဖြစ်ကရွေးကောက်ပွဲအတွက်ကျန်းဖို့ပါတီနှင့်ချိတ်ဆက် လုတ်ခံရမည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါရယ်ယခုနှစ်မေလအတွင်းစစ်ကောင်းဆောင်မေအောင်လိုက်ကယခုနှစ်ကုန်ပိုင်းကျင်းပရန်စီစဉ်နေသည့်ရွေးကောက်ပွဲတွင်ဝင်ရောက် ရှင်းပြရန်ဆန္ဒပြုလိုသည့်စစ်ဘက်နှင့်အရက်ဘက်အရာရှိကြီးများစည်းရင်းကိုတောင်းခံနေခြင်းဖြစ်ပြီးစစ်တပ်တွင်လက်ရှိတာဝန်ထမ်းဆောင်နေစေဗိုလ်ချုပ်ကြီးများဒုတိယဗိုလ်ချုပ်ကြီးများအရန်အင်အားစည်းရင်းတွေပါဝင်နေသည့်ဗိုလ်ချုပ်များကိုရွေးကောက်ပွဲဝင်ရန်ဆန္ဒပြလိုခြင်းရှိမရှိသဘောထားဆန္ဒရယူစည်းရင်းပြုစုတင်ပြခိုင်းခြင်းဖြစ်ကြောင်းသိရှိ ရှိရပါတယ် ထို့ပြင်အရက်ဘတ်တွင်လည်းလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ကြီးများဒုဝန်ကြီးများနဲ့အကြံပေးပုဂ္ဂိုလ်များအနေဖြင့်လည်းရွေးကောက်ပွဲတွင်ပါဝင်ရန်ဆန္ဒပြုလိုခြင်းရှိမရှိသဘောထားဆန္ဒရယူစည်ရင်းပြုစုတင်ပြခိုင်းနေကြောင်းသိရှိရပါသည်ရွေးကောက်ပွဲမှာပါဝင်ဖို့ဆန္ဒရှိရင်မိမိကိုယ်တိုင်ဆန္ဒပြုလို့ရပါတယ်တမရိုဘိုးချုပ်ကြီးတွေအပြင်အရန်အင်အားစည်ရင်းဝင်ဘိုးချုပ်တွေအထိသဘောထားဆန္ဒစည်ရင်းတောင်းနေလို့သိရတယ်အရက်ဘတ်မှာလည်းလက်ရှိဝန်ကြီးတွေဒုဝန်ကြီးတွေနဲ့အကြံပေးပုဂ္ဂိုလ်တွေလည်းရွေးကောက်ပွဲအတွက်ပါဝင်ခြင်းရင်ဆန္ဒပြုလို့ ပါတယ်ဆိုပြီးသဘောရဆန္ဒတောင်းပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါတယ်ရွှေကောက်ပွဲတွင်ပါဝင်ရန်ဆန္ဒပြုလိုသည့်စစ်ဘက်နှင့်ရဲဘက်အရာရှိကြီးများဟာဂျမ်ဘော့ပါတီနှင့်ချိတ်ဆက်ရမည်ဖြစ်ပြီးပါတီဗဟိုအလုံးမှုဆောင်အဖွဲ့ကချပေးထားသည့်နေရာမဲဆန္ဒအနေနဲ့ပါတီကပေးအပ်မည့်တာဝန်များကိုထမ်းဆောင်ရမည်ဖြစ်ကြောင်းလက်ရှိတာဝန်ယူထားသောစစ်ဘက်နှင့်ရဲဘက်ယာရုများမှရွှေကောက်ပွဲမတိုင်မီလအနေငယ်အလိုကလေးကအနားယူရမည်ဖြစ်ကြောင်းသိရပါတယ် မေအောင်လိုင်က2022ခုနှစ်အောက်တိုဘာလအတွင်းဦးသိန်းစိန်ခန့်အပ်ခဲ့သောကျန်းဖို့ပါတီဥက္ကဋ္ဌတန်ထေးကိုဥက္ကဋ္ဌရာရူတာဝန်မှနှုတ်ထွက်စေရန်ဖိအားပေးခဲ့ပြီး၎င်း၏လူယုံခင်ဤကိုဝင်ကြီးတာဝန်မှအနာပေးကကျန်းဖို့ပါတီဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ပါသည်မေအောင်လိုင်ကလာမည့်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုလေးဘက်ကြားပြုလုပ်မည်ဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားကြောင်းသိရှိရပါသည်